အဖြစ်များတဲ့အကုသိုလ်ပြောရမယ်ဆိုရင်အိတ်တာနဲ့မစ္စရိယသတိထားမှာဖြစ်လူတွေမှာလွယ်တကူဖြစ်တတ်တယ်။ဘာဖြစ်လို့ရောဆိုလူဆိုတာတဦးနဲ့တဦးရှင်ပြိုင်မှုရှိနေတယ်။ကိုယ့်ဘကိုနေရင်ကတောင်မှရှင်ပြိုင်တာလူဆိုတာဥပမာမယ်အိန္ဒိချင်းကကားစီးတယ်ဆိုလို့ရှိရင် ကိုကိုလိုငယ်တိမ်ငယ်လာတယ်ဩငါတို့အိန္ဒိယချင်းကကောင်းဝဲတယ်ငါတော့မဝဲနိုင်ဘူးသူကလို့ကောင်းဝဲတာတော့အကောင်းမမြင်နိုင်ဘူးဟာဒီလူကဘူးရစီဝါရောင်းလို့ကောင်းဝဲတာလားထိပေါက်တန်လည်းမကြပါဘူးဆိုအလိုလျောက်မနာလိုစိတ်တွေဖြစ်လာပြပြောလာအဲ့ဒါကိုအိတ်တာလို့ခေါ်တယ်ကိုနားမှာကိုအိန္ဒိယချင်းတယောက်တိုးတက်သွားရင် အကောင်းမပြောနိုင်နဲ့ဟာအိတ်တာအဲ့ဒီလူရဲ့ယဉ်နေမှလည်းဘာဖြစ်တုံးဆိုစီပေါ်စားရိတိုးတက်လာတယ်ငကိုတော့အတူတူ အပူပူအနူးနူးပေါ့ကိုရူရန်တူဒီလိုနေကြတာအိမ်နာနေခြင်းသို့တော့ကိုကကြီးပွားလာတယ်အခွင့်အလမ်းတွေကောင်းလာလို့ကိုကစီပွားတိုးတက်လာတယ် တိုးတက်လာလို့ရှိရင်ဉာဏ်နဲ့လူတယောက်ကိုလိုတိုးတက်မှဆိုးတယ်ဆိုဖြစ်လာပြန်လူစိတ်ဆိုတော်တော်ဆန်းကိုလိုမကြည်ပွားစေခြင်းဘူးအဲ့လူကိုလိုမတိုးတက်စေခြင်းဘူးဆိုရင်ဒါမစ္စရိယဖြစ်သွားဗျာကြည်ပွားသွားတာကိုမနာလို့မရှုစိတ်ဖြင့်အိတ်တာကိုလိုမကြည်ပွားစေခြင်းတို့ကြည်ပွားစေခြင်းမှုဆိုရင် မစ္စရိယ အဲ့ဒီနှစ်ခုဟာလူလောကမှာရှင်ပြိုင်နေတာလို့ဖြစ်ပြီးတူဘောတူမနာလို့မရှုစိတ်နေနဲ့အကုသိုလ်တွေများနေကြတယ်လို့သူပြောညီကိုမောင်နှမချင်းတောင်းပါပဲတယောက်ကကြည်ပွားသွားရင်ဇန်နဲ့တယောက်ကမကြည်နဲ့ချင်ဘူးကိုကြည်ပွားသွားတာကိုဇန်နဲ့လူတွေကမကြည်ပွားစေချင်ဘူးဟောအိတ်တာမစ္စရိယာ အဲ့ဒီအိတ်တမစ္စရိယဆိုရင်အကုသိုလ်ဟာလည်းပဲအမ္မမချီမာတယ်ဒီအကုသိုလ်တွေကြောင့်လူအတိုင်းဝိုင်းဟာကြီးပွားတိုးတက်မှုတွေအပြော့သွားပြီးတော့တဦးနဲ့တဦးမနာလိုမှုတွေမရှုစိတ်မှုတွေဖြစ်ပေါ်ပြီးတော့နေတာနိုင်ငံတနိုင်ငံမှာလည်းအိတ်တမစ္စရိယရှိလားကိုပါတိကနိုင်ပြီသူများပါတိကရှုံးနော် ကိုပါတီကိုပဲနိုင်စေရှုံးတဲ့ပါတီကနိုင်ရတဲ့ပါတီမကြိုက်ဘူးငယ်ရေးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်စီးပွားရေးနဲ့ပြောမယ်ဆိုရင် ကြီးပွားသွားတဲ့လူကိုမကြီးပွားတဲ့လူကမကြိုက်ဘူးနိုင်ငံရေးနဲ့ပြောမယ်ဆိုရင်မဲတာရသွားရင်မဲမရတဲ့ပါတီကမကြိုက်ဘူးဟောဒီလိုတွေများကြီးပဲရွှေတွင်းပြိုင်တူးလို့ရှိရင်လည်းရသွားတဲ့လူကိုမရတဲ့လူကမကြိုက်ဘူး အဲ့ဒီမကြိုက်နိုင်ဘူးအကောင်းမပြောနိုင်ဘူးဆိုတဲ့အိတ်သာဟာကျေပြန့်စွာအနှံ့ပြားမှရှိတယ်မရိယာတစ်မျိုးတည်းရှိတာမဟုတ်ဘူးအကုန်ရှိမှာနော်ကဘာကြီးတစ်ခုလုံးဟာကျေပြန့်ပြီးတော့နေတာအဲ့ဒီအိတ်သာမစ္စရိယကျေပြန့်စွာတည်ရှိနေမှုကြောင့်လူလောကလူတွေဟာတိုးတက်မှုလမ်းစာတွေပိတ်ပြီးတော့နေတာဖြစ်တယ်မနာလိုမရှုစိမ့်သည့်အတွက်ကြောင့် အပြစ်ပြောကြတယ်ဆဲကြတယ်ရေးကြတယ်တူတူအပုတ်ချတယ်တိတ်ခါချတယ်ဆိုတာဒါတွေဖြစ်ကုန်အဲ့ဒါတွေကမှန်ကန်မှုရှိတာဆိုတာမှန်ကန်မှုမရှိဘူးအဲ့ဒါတွေကပပတွေပဲဖြစ်နေဆိုးတဲ့ဘက်ကိုတွန်းပို့လိုက်တဲ့အနေအထားမျိုးတွေဖြစ်ကုန်ကောင်းတဲ့ဘက်ကိုရောရှိစေနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ဒီအိတ်တန်နဲ့မစ္စရိယဆိုတာလည်းပဲ တကယ်ပါပအစ်စ်ပဲအဲ့ဒီပါပမှာအိတ်တာကိုဗာနဲ့ဖယ်ရှားရမလဲလို့ဆိုရင်မုဒိတာနဲ့ဖယ်ရှားလူတယောက်ကြည်ပွားသွားရင်ဝန္တာနိုင်ရမယ်ဝန္တာနိုင်ရမယ်ဘလို့ဝန္တာရအိုးသူစူးစမ်းလို့ရတာခြေနှက်ဆရာကောင်းလိုက်တာငါလည်းစူးစမ်းမယ်ဟောဒီလိုပဲဖြစ်တယ်နော်အဲ့တော့ဝန္တာနိုင်တာဟာမုဒိတာတရား မုဒိတာဆိုတဲ့ပြမစိုးတရားခေါင်းမသွားပြီကရယာဏခေါင်းမသွားပြီဆိုရင်အိတ်တာဆိုတဲ့ပပလွှမ်းမိုးလာအိတ်တာသည်ပပမုဒိတာသည်ကရယာဏအဲ့တော့ကရယာဏကာရီအသင်းသူအသင်းသားတွေဟာအိတ်တာကိုလက်ခံမဲ့ဆိုရင်ကရယာဏကာရီမဖြစ်ဘူးပပကာရီဖြစ်သွားမယ်အိတ်တာကိုလက်မခံမဲနဲ့မုဒိတာတရားထားနိုင်မယ်ဆိုလို့ရှိရင်ကရယာဏကာရီအစစ်ဖြစ်သွားနိုင်တယ် နာမည်နဲ့လိုက်လျောကြည်စွာကရိယာဏကာရီဆိုတဲ့အတိုင်းကရိယာဏကာရီဖြစ်တယ်။ဒါနာကုသိုလ်လေးလှုပ်ထားတဲ့မဟုတ်ဘူးစိတ်နေသဘောထားတွေကအရေးကြီးတယ်နော်။လူယုံတန်းယုံဒါနာလေးနဲ့တဲ့ခေါ်လို့မရဘူး။လူရဲ့စိတ်ထဲမှာမြင့်မြတ်တဲ့စိတ်နေသဘောထားတွေရှိတာကလျာဏကာရီလို့ဒီလိုအဓိပ္ပာယ်ဆိုတာဖြစ်တယ်။ထို့တူပဲတစ်ဖက်သား မကြည်ပွားစေခြင်းမူကိုယ်သာကြည်ပွားစေခြင်းနဲ့ဆိုတာမစ္စရိယအဲ့ဒီမစ္စရိယရှိနေတဲ့များကလပလုံးကိုယ့်ရင်ထဲမှာပပဆိုတာ၄ကြီးဆိုးနေမှာပဲဖြစ်တယ်အဲ့ဒီကြီးဆိုးနေတဲ့ပပတွေကိုတရားဆိုတဲ့ယုံကြည်မှုနော်ကံကံဟိကျိုးလက်ခံယုံကြည်မှုဖြင့်နော်ကိုယ်သာခံစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကို အတိဉဏ်ဖြင့်ဖြစ်စေတရားနဲ့ဖြစ်စေဖယ်ရှားလိုက်နိုင်မှသာလေဒီမစ္စရိယဆိုတဲ့ပါပတရားဟာကြောက်ွယ်သွားမှာဖြစ်တ